လာပါရှင်ကျမတို့ဝန်ဒီပါ DVV ရုံမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ပိုင်းကြောက်ဖားရွာအနီးကိုစစ်ကောင်စီတပ်ကအော်တိုဘားလ19ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာဂျက်ဖိုက်တာနဲ့ပုံကျဲခဲ့ရလို့မျိုးခန့်နေစရာနေသိရပါဗျ။မိုးကုတ်မြို့အနောက်ပိုင်းကြောက်ဖားရွာအနီးကြက်ချံမှာဘုံနှလုံးကြားရောက်ပောက်ခွဲခဲ့ပြီးတော့လူထိခိုက်မှုတော့မရှိဘူးလို့ဆိုပါတယ်။စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့လာကျဲသွားတာဖြစ်ပြီးလူထိခိုက်တာ မရှိဘူးလို့မိုးကုတ်မြို့ခံကလည်းပြောပါဗျ။ စစ်ကောင်စီတပ်က TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုအော်တိုဘာလ10ရက်နေ့ကနေအော်တိုဘာလ19ရက်နေ့အထိလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ42ယောက်သေဆုံးခဲ့တယ်လို့သိရပါပါရှင်ထိုင်းမှာအထောက်ထားမဲ့ရွှေပြောင်းလုံသားတွေအတွက်ပန်းရောင်ကပဲရိုက်ပေးတဲ့အစီအစဉ်ရွှေဆိုင်လိုက်တာကြောင့်ငွေကြိုပေးထားတဲ့အလုပ်သမားတွေတိမ့်နဲ့ချီပြီးတော့အခက်အခဲဖြစ်ကုန်ပါတယ်။ဇွဲသစ်သတင်းပေးပို့ထားတာပါရှင်။ ိုင်းနိုင်ငံမှာမြန်မာကမ်ဘောဒီးယားလာအိုဗီယက်နမ်လေးနိုင်ငံကအထောက်ထားမဲ့ရွှေပြောင်းလုပ်သမားတွေအတွက်2025အောက်တိုဘာလ15ရက်မှာထိုင်းဆိုရကပန်းရံကဘတ်အထောက်ထားတဲ့လုပ်ပေးမယ်လို့ကြေညာခဲ့ပေမဲ့အောက်တိုဘာလ16ရက်မှာပဲဘတ်ရိုက်ပေးမယ့်အစီအစဉ်ကိုရုတ်တရက်ရပ်ဆိုင်လိုက်ပါတယ်။လက်တလုံးမှာတော့ထိုင်းမှာနေဆက်လုံခြုံရေးအခြေအနေတွေကြောင့်ဘတ်ရိုက်ပေးတဲ့အစီအစဉ်ကိုရာရွယ်ဆိုင်လိုက်တာဖြစ်ပြီးဘယ်နှစ်မှပြန်ဖွင့်မလဲဆိုတာကိုတော့ထိုင်းအစိုးရကထပ်မံကြေညာပေးသွားမယ်လို့ဆိုပါတယ်။ရွှေပြောင်းလုပ်သားတွေဟာပန်းရံကလုတ်ဖို့အတွက် ပွဲစားတွေကိုကြိုတင်ငွေပေးထားတာကြောင့်အခုလိုရုတ်တရက်ပိတ်လိုက်တာဟာအလို့သမားတိုင်းနဲ့ချီအခက်တွေ့စေတယ်လို့ထိုင်းရောက်မြန်မာလူသမားရေးလှုပ်ရှားသူတွေကပြောပါတယ်ဒီအလို့သမားတွေတိုင်းနဲ့ချီတော့အလို့သမားတွေတချို့ဆိုဗမာပြည်ကနေဓာတ်ပုံပို့ပြီးတော့မှပွဲစားကိုပတ်စံကြိုပေးပြီးတော့ပန်းအောင်ပတ်လို့ဖို့အတွက်ငွေတွေကြိုပေးထားရတယ်လုံယုံစက်ယုံနေဆိုငွေတွေအခြေကောက်ပြီးပြီအပြင်ရပွဲစားတွေဆိုလည်းငွေတွေတချို့အခြေကောက်ပြီးတချို့တဝက်ကောက်ပြီးပြီတိုင်းနဲ့ချီတော့အလို့သမားတွေရဲ့ပွဲစားတွေကိုကြိုပေးငွေကပတ်တန်းနဲ့ချီပြီးတော့ရှိတယ်ဒါတွေကဆုံးဆုံးညနာသွားပြီ တို့ဘယ်နည်းဖွင့်မယ်ဘာညာရကြရင်ကြာတယ်လို့လူမားတွေနင့်နာပါပြီ။ပွဲစားလက်ထက်ရောက်သွားတဲ့ပတ်စံပြန်ရဖို့ကမလွယ်ဘူး။ဒါလူမားတွေအတွက်တင်ပြန်ကြီးမားတဲ့ဆုံးရှုံးမှုပဲ။ပြီးတော့နေထိုင်ခွင့်ထောက်ထားမဲ့သွားတဲ့လူမားတွေအတွက်လည်းအရန်အနေအများတယ်။ထိုင်းစိုးအတွက်လည်းအနေအများတယ်။မှုခင်းတွေဖြစ်လာတဲ့အခါမှာဘယ်လိုလိုက်လိုက်လိုက်ရမှန်းမသိဘူး။ဒါဘတ်ပေါင်းဆုံးအတွက်အင်မတန်ကိုထိခိုက်နေနာစေတဲ့ချက်ပဲ။အဓိကလူမားတွေထိခိုက်နေနာသွားတယ်ပေါ့နော်။ထိုင်းမှာထောက်ထားမဲ့နေထိုင်သူတွေကိုထိုင်းစိုးရကပန်းရောင်ကတ်လို့ခေါ်တဲ့အထောက်ထားတဲ့ကိုနှစ်စင်ပြုလုပ်ပေးတာဖြစ်ပါတယ်။အလုပ်သမားတွေအနေနဲ့ ပန်းရောင်ကပ်လုပ်ငန်းစဉ်မှာကျမရဲ့အမခံလျှောက်တာစေးစစ်တာနဲ့ဟောပတ်မဲ့ဗီဇာလျှောက်ထားတာဖြစ်ပါတယ်။ထိုင်းမှာပန်းရောင်ကပ်ထောက်ထားသည့်ပြုလုပ်ဖို့စောင့်ဆိုင်းနေချိန်ဟောပတ်မဲ့နဲ့ဗီဇာတက်တန်းထုတ်ဖို့စောင့်ဆိုင်းနေတဲ့အလုပ်သမားတွေကလည်းစိတ်မလုံခြုံမှုနဲ့နေထိုင်သွားလာလုပ်ကိုင်နေရတယ်လို့ဆိုပါတယ်။ခီးပဲသွားသွားအလုပ်ပဲလုပ်လို့ပေါ့เนาะအခုအခက်ခဲဖြစ်နေတာတော့ကိုယ့်ရဲ့ဒီစပတ်စပို့ထဲမှာဗီဇာရှိမနေတာဝတ်ပါမရှိမနေတာတော်တော် ဟိုဆိုးတဲ့အခြေအနေပေါ့နော်အဲ့တော့သွားတာသွားနေရတာမဖြစ်မနေသွားနေရတာပေါ့အဲ့လိုအကြုံအားမှာအကြောက်ဆုံးပဲပေါ့နော်အဓိကကတော့ဒီစစ်စေးဂိတ်တွေမှာပဲဖြစ်ပါဖြစ်ဖြစ်ကိုရဲရဲဝုံးဝုံးဒါရီကသူတို့ခွင့်ပြုတယ်ဆိုပေမဲ့ကျွန်တော်တို့ကရဲဝုံးဝုံးအော်လုံးသွားလာတာအကြောက်တရားတော့ရှိတာပေါ့နော်စစ်လို့ရှင်ဘာတွေပြောမှလဲရင့်မာလာဒီစာရွက်ကိုသူတို့ကလက်ခံမှာလားတစ်ဖက်ကလက်ခံပြီးတစ်ဖက်ကလက်မခံနဲ့ဟာတွေများကြုံရမလားဆိုတော့အဲ့လိုစိုးရိမ်မှုကြီးတော့ရှိတယ်ဟုတ် ဘက်ရိုက်ပေးတဲ့အစီအစဉ်ရွှေဆိုင်ချောင်းကျင်ညာတဲ့နေ့မှာပဲထိုင်းနိုင်ငံစမွန်းဆက်ခွန်ခရိုင်တွင်ဘက်ရိုက်ဖို့ဆောင်ဆိုင်နေတဲ့မြန်မာအယောက်130ကျော်ကိုထိုင်းအာဏာပိုင်တွေကဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ဒီနေ့မှာတော့ထိုင်းဆိုရကပြုလုပ်ပေးတဲ့ပတ်ရံကထောက်ထားသစ်ပြုလုပ်ဖို့ဆောင်ဆိုင်နေတဲ့မြန်မာလူသမားတွေအတွက်တသိန်းကနေနှစ်သိန်းကြားရှိတယ်လို့အလို့သမားကြီးလောက်ဆောင်သူတွေကခံမှန်းထားပါဗျ။ကျွန်တော်ဇွဲသစ်ပါ။ ပြီးခဲ့တဲ့ April ကစပြီးပကံမျိုးနယ်ချဲစစ်ကြောင်းချိုးဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်တွေချဲကမော်စီစာဖျားကုန်းနဲ့စစ်ပွန်အမိုက်ပုံနေရာမှာတပ်ဆွဲထားတဲ့စစ်ကြောင်းတွေပြန်ဆုတ်ခွာသွားပြီးဖြစ်တယ်လို့ဖကံဒေသခံတွေစီရသိရပါတယ်အောက်တိုဘာ14ရက်လောက်ကစပြီးဖကံမြို့အဝင်ရန်ချက်စယုံကနေတဆင်ကားမိုင်းဘက်ကိုစင်ရနေရာဝန်ကျင်ခန့်ရှိတဲ့စစ်ကြောင်းတွာလာနေတယ်လို့ဆိုပါတယ်။ဒီ14ရက်နေ့လောက်ကစပြီးရောဘနိုဒီမိုစီစာဖျောက်ကုန်းကနေဆင်းလာတာ အဒီအမိုက်ပုံဘက်ကလည်းတချို့ဆင်းသွားတယ်ဆင်းသွားတယ်ဆိုပြီးကြားရပေါ့နော်အလုံးပြန်ဆုပ်သွားတော့မဟုတ်ဘူးပေါ့နော်ဒီမောဝန်ကြီးမောဝန်လေးမောမောင်းလျံပဲပေါ့နော်အခြားဒီတခြားဒီစစ်တပ်နေရာယူထားတဲ့နေရာတွေမှာရှိတယ်ပေါ့နော်မြို့ဦးဝင်းဒီရန်ချက်ကနေဟိုကာမန်ဘက်ကိုဆင်းသွားတယ်လို့ကြားရပေါ့နော်အင်အားကတော့တရားနေနေရာဝန်ကျင်ပေါ့စစ်ကောင်မရှင်စစ်ကြောင်းတချို့ထွက်ခွာလာပြီးနောက်ဖကန်မြို့အနီးတစ်ဝိုက်မှာ ဒဏ္ဍကြီးပြစ်ခတ်တံတွေကြာနေရသေးပေမဲ့လည်းတိုက်ပွဲဖြစ်နေတဲ့မလန်းကျွာဘက်မှာတော့တိုက်ပွဲပြန်ငိန်သွားတာရပ်ပိုင်းရှိပြီလို့ဆိုပါတယ်စစ်ကောင်စင်စစ်ကြောင်းလုံခင်ကနေလဲပြင်းရန်ချက်အထိစစ်ကြောင်းထွက်ခွာသွားတဲ့အခါမှာလမ်းတလျှောက် KNY ပူပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပေမဲ့လည်းစစ်ကောင်မရှင်စစ်ကြောင်းတွေထွက်ခွာသွားနိုင်ခဲ့တယ်လို့သိရပါတယ်အခုလိုစစ်ကြောင်းတချို့ဖကန့်ဒေသခြေကပြန်ထွက်ခွာသွားတာဟာတချင်းတာဖြစ်နိုင်တယ်လို့တခြားဒေသကိုစစ်ကူပို့တာလည်းဖြစ်နိုင်တယ်လို့ ဖကန်ကနေမချနာကိုဆင်လာတဲ့ခီးတဲ့တယောက်ကပြောပါတယ်အန္တရာယ်နေဆင်းလာတဲ့အတန်းတခြားမှာဘောနော်သူတို့စစ်ကြောင်းတွေတွေ့လို့လာမှတော်တော်ကြာအာကြာသွားတယ်ဘောနော်ဆင်းပင်းကားတွေနေရောလို့စစ်ကြောင်းတွေနိုင်လာတာလို့6စီ9စီလောက်တွေ့လိုက်တယ်ဘောနော်ဟိုလိုပါဂျေရိုနဲ့ဒီလိုကားတေးတွေလည်းပါတယ်ဘောနော်ဆိုင်းပရမြောက်ကျင်းလာမှာအာပိတ်မိကြတယ်ဘောနော်ပိတ်မဖြတ်ဘူးအဲ့ဒီဖကန်းကနေနတ်မြတ်တချို့ဘောနော်တချို့ကဒီစစ်တပ်ကြီးတွေထိုင်လိုက်တာဘောနော် အဲလမ်းမှာလည်းဒီအင်အားလုံးများကြီးတွေ့ကြတာတော့ဒီအချင်းတလားစစ်ကူတော်လားတော့တကူကူတော့တကူပဲဗောနော်အခုလက်ရှိကချင်ပြည်နယ်ဖက်ကန်ဒီတာမှာတမ33နဲ့မိုးကောင်းစက်ကောက်ခ3အပါအဝင်ရှန်နီပြည်သူစစ်ပူပေါင်းအဖွဲ့တွေကစစ်ကြောင်းထိုးလှူရှားနေတာပါဖကမပီကယ်ရဲအပရလာကစတင်ပြီးစစ်ကော်မရှင်နဲ့ပြည်သူ့စစ်ပူပေါင်းထားတဲ့စစ်အင်အားတွေ၃ချိန်ထက်မနည်းစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာကြောင့် စစ်ကြောင်းထိုးထားတဲ့အင်အားတစ်ထောင်ဝန်းကျင်ရှိနိုင်တယ်လို့ပကံဒေတာခန်တီကပြောပါတယ်စစ်ကြောင်းတချို့ပြန်ပြီးထွက်ခွာသွားပြီမယ်အင်အားအများပိုင်းကဖကံဒေတာမှာကြန့်ရှိနေသေးတာကြောင့်ဖကံတိုက်ပွဲကအခြေအနေတွေကိုတော့တည်ထားဆောင်ကြည့်ရအောင်မှဖြစ်တယ်လို့ဒေတာခန်တွေကဆိုပါတယ်စစ်ကော်မရှင်တပ်ရဲ့ထိုးစစ်၅လကျော်အတွင်းကားမိုင်းနဲ့ရဖကံလမ်းပိုင်းလုံခင်ကြေးရွာအုပ်စုနဲ့ဖက်ကမြို့တွင်းနေရာတော်တော်များများကိုစစ်တပ်ကဝင်ရောက်နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်။ကျမဟန္နာပါ အာဖဂန်နစ္စတန်နိုင်ငံရဲ့လက်တလောတိုက်ခိုက်မှုတွေကနေဆက်ဒေသမတိမငိမ်ဖြစ်စေဖို့ရည်ရွယ်ပြီးအကြောင်းမဲ့တိုက်ခိုက်မှုဖြစ်တယ်လို့ပါကစ္စတန်နိုင်ငံသား၏ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရှာကဖ်အလီခန်ကအောက်တိုဘာလ18ရက်နေ့ကအပတ်စဉ်သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဟာနှစ်နိုင်ငံကြားငြိမ်းချမ်းတဲ့အင်းနီချင်းစိတ်ဓာတ်နဲ့ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကိုစန့်ကျင်နေကြောင်းလည်းဆိုပါတယ်။တောင်ဝါရှာအင်းနီချင်းနိုင်ငံတွေကမြေပြင်တိုက်ပွဲတွေကိုဆင်နွှဲခဲ့ကြပြီး ပါကစ္စတန်ကလည်းသူတို့နဲ့တိုက်ခိုက်နေတဲ့နယ်စပ်တစ်လျှောက်ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အော်တိုဘာလ15ရက်နေ့နေ့လယ်တနာရီအချိန်ကနေစတင်ပြီး48နာရီကြာအပြစ်ခတ်ရက်စဲရေးမလုရသေးခင်မှာလူပေါင်းဒါဇင်နဲ့ချီတေဆုံးခဲ့ပြီးယာနဲ့ချီပြီးတန်ရာရရှိခဲ့ပါတယ်။အိန္ဒိယနိုင်ငံတွေကအရင်တုန်းကလည်းတိုက်ပွဲတွေဖြစ်ခဲ့ဖို့ပဲပဲအခုနောက်ဆုံးတိုက်ပွဲကတော့ဆယ်စုနှစ်အတွင်းမှာအဆိုးဆုံးပဲဖြစ်ပါတယ်ရှင်။ ဘယ်ရင်ရေလက်ကြားအောက်မှာပူတင်ထရန့်ယထာဥမင်လှိုင်ကောင်းတစ်ခုကိုတိဆောက်တဲ့လို့ Kremlin အထူးတန်တမန် Kirill Mitrif ကအော်တိုဘာလ18ရက်နေ့မှာအကြံပြုပြောဆိုခဲ့ပါတယ်။ရုရှားနဲ့ American ပြည်အောင်စုတို့ဟာနှစ်နိုင်ငံကိုချိတ်ဆက်ဖို့တဘာဝအရင်မြစ်တွေကိုပူးပေါင်းရှာဖွေဖော်ထုတ်ဖို့နဲ့စီးလုံးညီညွတ်မှုကိုသင်္ကေတပြုဖို့အတွက်လို့အဆိုပြုထားတာပါ။ တမရပူတင်ရဲ့ယင်းနှီးမြုံနှံမှုတန်တမန်လည်းဖြစ်တဲ့ရုရှားနိုင်ငံရဲ့ RDIF နိုင်ငံပိုင်ငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ Kirill Mitri ရဲ့အဆိုပြုချက်မှာမော်စကိုနဲ့နိုင်ငံတကာမိတ်ဖက်တွေစီကရန်ပုံငွေဒေါ်လာ10ဘီလီယံသုံးဆွဲဖို့ဖော်ပြထားပါတယ်။132ကီလိုမီတာအရှည်ရှိရဲ့ရထားနဲ့ကုန်တင်ကုန်ချလမ်းကြောင်းကို10နှစ်အတွင်းအပြီးစီဆောက်လုပ်နိုင်မှုကိုမျှော်မှန်းထားပါတယ်။ရုရှားတမရပူနေရာ American တမရ Donald Trump နဲ့ဖုံးပြောအပြီးမှာ ယူကရိန်းစစ်ပွဲကိုရပ်တန့်ဖို့နီလန်းရှာဖို့ကြိုးစားတဲ့အနေနဲ့ဘူဒါပက်စ်မှာတွေ့ဆုံဖို့သဘောတူခဲ့ပါတယ်။အဲဒီနောက်မှာရုရှားနဲ့အမေရိကန်ဆက်ဆံရေးပြန်ကောင်းလာစေဖို့ရည်ရွယ်ပြီးရုရှားရဲ့ဆွဲဆောင်မှုရှိရှိတန်တမာရေးကြိုးပမ်းမှုကိုဦးဆောင်သူမီထရစ်ကဥမင်လိုင်းကောင်တိဆောက်ရေးအကြံအစီကိုချပြခဲ့တာပဲဖြစ်ပါတယ်ရှင်။ TVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်တီပါ